သွားပြီတရားနာပိတ်တမူကြီးမရသေးနာပတိဒီလည်းပါတယ်နောက်ကစစ်တလည်းပါတယ်စန္ဒရိခါပြည့်စုံပါတယ်ပါတော့တော်ကြီးတဲ့ကထွက်ကြထွက်တော့ရသေးကြီးရဲ့သင်္ကန်းကြောင်းနဲ့အတော်လေးဝေးกว่าတဲ့အရက်ကနေပြီးအကဲခတ်ကြနီလီနီကာကရုသမီးဘရင်သမီးဒီဘာကိုကင်ဆောင်သွားတယ်လို့ဆိုတော့จิตတူဂျင်းကလေး ရိတ်သားကြီးဂျင်းဆိုတာသိလားသိတယ်နော်ဟိုနေုံကျုပ်ပြောအောင်မဲ့ဂျင်းဆိုတာအယူးလေးကဒီလိုကင်လှဲ့ပြီးခွက်ကလေးနဲ့အုပ်ကြက်တို့ဖားတို့ဆိုတဲ့ဂျင်းမဟုတ်ဘူးနော်မပြောရသေးတာလေဟိုကျွတ်တို့ငင်ငင်ကကင်နဲ့ဂျင်းဂျင်းဆိုတာထိတ်မှတန်ချောင်းကလေးနဲ့ဟောတို့ကျိုးလေးနဲ့ရစ်ပြီးတော့ပေါက်ရင်လဲလဲတယ်ဒီလိုပြည့်ရင်လဲလဲတယ်အဲ့ဒီဂျင်းမျိုးပြောရသေးတာလေခိုးဂျင်းမှတ်နေမှာစိုးလို့ အဲ့ဒီကျိုးနဲ့ကစားတဲ့ခြင်းကလေးကိုယူသွားတာသူ့ခန္ဓာကိုယ်မှာလည်းပရိနရောင်နေဝတ်စားတန်းစားရေးဆင်းလို့လှလှပပပြုတ်ပြင်းပြီးတော့ကြောင်းပင်ငန်းဝင်ရံကိုသူစဉ်းစားတယ်။အော်ယသိကြီးရှိပါလား။ဖြည့်စည်းရမှာယသိလေးလို့ပြောတယ်။ ရပည့်ကြီးကတော့ဖြစ်စည်းရမယ်ဆိုတောင်းမှသူ့ကြီးရတာပရေရေတွန့်လို့အသက်ကလည်းကြီးလာပြီသူ့ဖြစ်စည်းခိုင်းတာမဟုတ်တော့ဘူးရပည့်ပြိုလေးလည်းရှိရဲ့တို့ပါတော့လေဒီကိစ္စရပည့်ကလေးဖြစ်စည်းရခြင်းမှာဒီရပည့်ကြီးရှိနေပါကဘယ်လိုနည်းနဲ့မှဖြစ်စည်းလို့ရမည်မဟုတ်ရသေးကြီးတော်တဲ့သွားတဲ့အခိုက်အတန့်ဆောင်းဆိုင်ပြီးတော့နေခဲ့ ရသေးကြီးကလည်းတော်တဲသွားကန်သည်။တာရဲ့လူလေးဣတိသိင်ကလာကွက်လာကွက်မှားခဲ့မယ်နော်။အင်းဖားခင် မရှိတော့အဆအအရာရာမင်းစောင့်ရှောက်ပါလော။ခါတိုင်းဖားခင် ပြန်လာလို့ရှိရင်အေးရနေရာတွေခင်းလို့ခြေစေးရတဲလို့တောက်ရတဲလို့ထင်းနေဖြတ်ပြီးတော့မိတွေမှွဲလို့ ထပြင်းမောမောပေါမနဲ့ပြန်လာရင်စားရံတော့ရံပြည့်ရွက်တစ်သီးတွေပြုတ်လို့အဲ့ဒီအလုတ်ကိစ္စတွေကိုငါသားကြီးလုံနေကြမမေ့ဘဲနဲ့ဖခင်ပြန်လာရင်အစင်းနဲ့ဖြစ်အောင်ပြုစုနေတော့နော်အဖေသွားမဲ့သားရဲ့ချင်းတော်ကလေးနဲ့ဂျိတ်နဲ့တစ်သီးရှာထွက်သွားရေသေးကြီးလည်းထွက်သွားရောတစ်ခက်တင်းတော့မှထွက်လာ၍ ဘယင်သမီးဖြစ်သောနိလိနိကာလီသင်္ကန်းကျောင်းအပါဝင်ပြီပြုရိုးရိုးမဝင်ဘူးဂျင်ကလေးကျိုးကလေးနဲ့ပြစ်လိုက်ဂျင်ကလေးကလဲနေသူကကျိုးလေးလှမ်းပြစ်ရစ်ပြီးတော့ဆွဲလိုက်အမဂျင်ကလေးကသူ့ရှိပါလာလိုက်ဣတိသိင်္ဂယတိလေးကသေချာကြည့်ဟာယတိပြူလေးပါလား မိမလည်းတခါမှမြင်ဘူးတော်တဲ့မှာကိုရသေးကြီးနဲ့တမိန်မနဲ့ရတဲ့ဣတိသိင်္ဂါကိုမိမဆိုသူတခါမှမတွေ့ဘူးရသေးလေးလို့ပဲသူ့စိတ်ထဲမှာထင်တယ်ဟာရသေးလေးပါလားအလုံးရသေးလေးကသူ့လက်ထဲပါလာတဲ့သစ်သီးလေးကလည်းသူ့နားကဘယ်မှမခွာဘူးပြန်ခေါ်လို့လာတကူဂျင်းကလေးကိုသစ်သီးလေးတဲ့